င်လအန်ဆန်နိုင်ပါပြီကျွန်တော်တို့ပြည်သက်တွေမြည်တောင်ကြပါတယ်အောင်လအန်ဆန်နဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့နံပါတ်1အဆူရိုကြီးလေးဖြူကွင်းတဲကိုရောက်လာပြီးတော့လေးဖြူကအာပါဒယဒါတော့အသက်ကြီးနေပြီဖြစ်တဲ့လေးဖြူကရှိတဲ့အားနဲ့အမဲလိုက်ကသချင်းကိုစူပြီးတော့တကွင်းလုံးကပြည်သက်တွေတနိုင်ကန်လုံးတကပါလုံးကပြည်သက်တွေကိုဖျော်ဖြေလိုက်တာများစသိန်းတော်ထားပြီးတော့ဟို ်အင်မတန်မှပြိသက်တွေရဲ့ရင်ထဲမှာပြောမပြတတ်တဲ့ခံစားချက်တွေဖြစ်ပေါ်စေခဲ့တာပါ။အောင်လန်းအဆန်းကိုကျွန်တော်တို့ချိခဲ့တာဆဲဆုနှစ်ရှိပြီ။အခုဒီဘွဲမှာအောင်လန်းအဆန်းရှုံးမယ်ဆိုပြီးတော့အားလုံးကကြိုတင်ဟောကိန်းတွေထုတ်ခဲ့ကြတယ်။အောင်လန်းအဆန်းကအောက်ကြီးပေါက်ခဲ့တယ်။အောင်လန်းအဆန်းဒီဘွဲကို99ကြီးက20ရာခိုင်နှုန်းပဲရှိတယ်။ ရှုံးနိုင်ကြီးက80ရခိုင်နုံလို့ကြီးတွေမြို့မြို့ပေါက်နေပဲမလဲအောင်လာအန်ဆန်းကတော့အောင်လာအန်ဆန်းပါပဲဘသူရိကဘာပဲပြပြသူတို့နှစ်ယောက်ကတငယ်ချင်းမလို့ချက်ထရီကလုတ်ပွေးကစားခိုင်းတာပဲပြောပြောဗျာဒီပွဲကတော့ကျွန်တော်တို့ပြည်သက်တွေတကယ်ဝမမြည်ကြကြနေတာပါအောင်လာအန်ဆန်းကတော့ဘွာဆိုတာအနိုင်မြတ်အသက်ကြပါပဲတဲ့ဒါပဲမဲ့ကျွန်တော်ဒီနေရာကိုဒီလိုအခြေအနေရောက်အောင် ပရိသတ်တွေမရှိရင်မရပါဘူးတဲ့ဗျာပရိသတ်တွေကိုအရင်ကျေးဇူးတင်တဲ့အကြောင်းအောင်လာဆန်းကပြောသွားခဲ့ပြီကျွန်တော်ပရိသတ်တွေကတကယ်ကိုရင်းနဲ့ထီစေခဲ့တာပါပရိသတ်တွေကိုအရင်ချစ်တယ်ပရိသတ်တွေကိုကျေးဇူးတင်တယ်ဆိုပြီးတော့အောင်လာဆန်းကတော့ပရိသတ်တွေကိုနော်အလုံးပေါ့သူ့ရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အရာချပြသွားခဲ့တာပဲဖြစ်ပါတယ်ပရိသတ်တွေကိုချုံမြင်ခြင်းနဲ့အောင်လာဆန်းကတော့နှုတ်ဆက်သွားခဲ့ပြီချစ်တယ်အောင်လာဆန်းရဲ့အရင်ချစ်ပါတယ်မင်းကိုထောင်ရအပီနေမှာပါ